နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ BBC website မှာဦးသိန်းညဘုကြုံမူကြီးတန်းရွှေရဲ့နေပြည်တော်အိမ်မက်ကိုအသက်သွင်းသူဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်ဘုကြုံမူကြီးတန်းရွှေနဲ့သူရဲ့နေပြည်တော်မျိုးတစ်အကြောင်းပြောရရင်ဦးသိန်းညကိုရှန်ထားလို့မရပါဘူးနေပြည်တော်ကိုလှည့်ဝတ်တည်ဆောက်ခဲ့တဲ့2000နှစ်ကတည်းက ဘိုးမူကြီးတန်ညွန့်ကဘိုးချုပ်မူကြီးတန်ရွှေရဲ့စိတ်ကူးတွေကအစီအစဉ်တွေကိုအကောင်အထည်ဖော်ပြရတဲ့အရေးပါသူတဦးဖြစ်ပါတယ်။နေပြည်တော်တိဆောက်ရေးမှာအဓိကအရေးပါတဲ့လူသုံးဦးကအဲ့ဒီတုန်းကစစ်ထောက်ချုပ်ဒုတိယဘိုးချုပ်မူကြီးတရားသူရတင်အောင်မြင့်ဦးမြို့တော်ဝင်ဘိုးမူကြီးတန်ညွန့်နဲ့နေပြည်တော်တိုင်းစစ်ဌာနတိုင်းမှာဘိုးချုပ်ဝင်လင်တို့ဖြစ်ပါတယ်။ ဦးသိန်းညွန့်ကမြို့တော်တိဆောက်ရေးကိုအဓိကတာဝန်ယူရပြီးတပ်ပိုင်းဆိုင်ရာတိဆောက်ရေးလုပ်ငန်းတွေကိုတော့ဒုတိယဗိုလ်ချုပ်ကြီးတရားသူရတင်အောင်မြင့်ဦးနဲ့ဗိုလ်ချုပ်ဝင်လင်တို့ကတာဝန်ယူရပါတယ်။ကာကွယ်ရေးဝန်ကြီးအထွေတာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးဝင်လင်ကသူအနားယူပြီးတဲ့နောက်ရေးတဲ့စာအုပ်မှာနေပြည်တော်အကြောင်းထည့်ရေးထားပါတယ်။ သူတိုင်းမှုတာဝန်ယူတဲ့၄နှစ်အတွင်းဗိုလ်ချုပ်မူကြီးတန်းရွှေကအပတ်စဉ်စနေတနင်္ဂနွေတိုင်းနေပြည်တော်တိဆောက်ရေးလုပ်ငန်းခွင်တွေကိုပုံမှန်လှည့်လည်ဆစ်ဆေးတယ်လို့យေတာထားပါတယ်။အဲ့ဒီ၄နှစ်လုံးသူနဲ့ဦးသိန်းညွန့်ကိုနေပြည်တော်နဲ့ပတ်သက်တဲ့စိတ်ကူးစိတ်တမ်းတွေနဲ့တိဆောက်ရေးကိစ္စတွေကိုပုံမှန်ပြောပြညွှန်ကြားခဲ့တယ်လို့យေတာထားပါတယ်။ ဦးသိန်းညွန့်နဲ့ပေါင်းပြီးနေပြည်တော်ကိုတိစောက်ခဲ့တဲ့အဓိကလုပ်ငန်းရှင်ကဦးတင်စန်း ACE ကုမ္ပဏီဖြစ်ပြီးဦးတင်စန်းကဦးသိန်းစိတ်အစိုးရလက်ထက်မှာအကစားဝင်ကြီးဖြစ်လာခဲ့ပါတယ်။ရှေးမြန်မာဘရင်တွေကိုအားကြတဲ့စစ်ဗိုလ်ချုပ်တွေဟာနေပြည်တော်ရဲ့လမ်းတွေအဆောက်အဦနဲ့အင်အားတွေကိုနန်းစံတဲ့အမည်တွေပေးပြီးဗီဒီရေရကိန်းခန့်တွေကလည်းမပါမဖြစ်ဖြစ်ပါတယ်။ ရွှေကုံစေတီတော်နဲ့ပုံတူဥပ္ပါဒတန်နေစေတီတမရအိမ်တော်လွှတ်တော်နဲ့ဝင်ကြီးဌာနအဆောက်အုံတွေနဲ့အင်ယာတွေလမ်း၂၀သွားကားလမ်းမကျယ်ကြီးတွေလို့အရှိကအဆောက်အုံတွေအတွက်နေပြည်တော်စီမံကိန်းကဒေါ်လာဘီလီယံပေါင်းမြောက်များစွာကုန်ကြမယ်ဆိုတာတန်တရားဖြစ်เสียမှရှိပါဘူးစင်ရတဲ့နိုင်ငံကခန္ဓာလွန်ပြီးငွေကုန်ကြေးကျများတဲ့နေပြည်တော်ကအရှိကအစာအုပ်တွေဟာအံ့ဩစရာကောင်းတယ်လို့အငင်းပွားပွေရာနဲ့မေကွန်းထုတ်စရာတွေလည်းရှိနေကြပါသေးတယ်။ နေပြည်တော်တည်တဲ့ကုံကြစရိတ်ဟာလှုပ်ဝှက်ချက်တစ်ခုလိုအမြဲဖြစ်နေခဲ့ပြီးဗိုလ်ချုပ်မှူးကြီးတန်းရွှေနဲ့သူ့ရဲ့မျိုးတော်ဝင်ကလွဲလို့ဘသူမှမသိနိုင်ဘူးလို့နေပြည်တော်ကောင်စီအသားအဝိုင်းမှာဆိုဆက်မှတ်ရှိကြပါတယ်။ဗိုလ်ချုပ်မှူးကြီးတန်းရွှေကသူ့လက်အောက်ကစစ်ဗိုလ်ချုပ်တွေအများကြီးတဲကမှဗိုလ်မှူးကြီးအစ်စ်မရှိတဲ့ဦးသိန်းညွန့်ကိုရွေးရတဲ့အကြောင်းကစီဘီဝင်ကြီးဖြစ်တာတခုလည်းကြောင်းမဟုတ်ဘူးလို့ဦးသိန်းညွန့်ရဲ့မိတ်ဆွေတဦးက BBC ကိုပြောပါတယ်။သူကဘတ်ဂျက်ကိုအတော်စီစစ်တယ်။ အရက်စကားနဲ့ပြောရင်ကစီနဲတဲ့ပေါ့ဗျာလို့ဦးသိန်းညွန့်ရဲ့မိတ်ဆွေကပြောပါတယ်။တဖက်မှာလည်းနေပြည်တော်တဲဖို့မြေသိန်း၊လက်သိန်းကိစ္စတွေအတက်တာဝန်ရှိသူဖြစ်ပြီးနေပြည်တော်ကလက်သမားတွေထဲမှာဦးသိန်းညွန့်ကိုမကျေနပ်သူတွေလည်းရှိခဲ့ကြပါတယ်။သူရဲ့နေပြည်တော်စီပင်တရားရေးကော်မတီလက်အောက်မှာဘဏ်ကားစပြီးလမ်းတံတားဈေးနဲ့ဈေးရုံအထိဌာနပေါင်း20ကျော်ရှိပါတယ်။ဥမောင်အေးရဲ့လူ ဦးသိန်းညွန့်ကိုဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့နေပြည်တော်နဲ့တွဲတိကြပေမဲ့သူကဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့လူအဖြစ်ဗိုလ်ချုပ်အတိုင်းဝိုင်းကတည်ကြပါတယ်။စစ်တကတော်အပတ်စဉ်ဆနစ်စဉ်ဖြစ်တဲ့ဦးသိန်းညွန့်ဟာဒုတိယသမ္မတဟောင်းတရားသူရတရားမြင့်ဦးကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးစိုးဝင်းတို့နဲ့တပတ်စဉ်နဲ့ဖြစ်ပါတယ်။ ။ဦးသိန်းညွန့်ဟာရှမ်းပြည်နယ်တောင်ကြီးမှာဗျူဟာမှုရဒုနဲ့တက်နေရကနေဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့ထောက်ခံမှုနဲ့မကွေးတိုင်းအင်းချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ဦးအေးကကြောင်စင်းပွဲလာရင်အေးသာယာမှာခောက်ရိုက်တယ်။ဦးသိန်းညွန့်ကလုံခြုံရေးယူပေးနေကြနှိစက်မှုရှိကြတယ်လို့ဦးသိန်းညွန့်နဲ့အတူတာဝန်ထမ်းဆောင်ခဲ့ဘူးသူတဦးကပြောပါတယ်။မကွေးတိုင်းဥက္ကဋ္ဌဘဝမှာစိမ့်လန်းစုပြေးလုပ်ငန်းတွေလုပ်ခဲ့တာက နေပြည်တော်မျိုးတော်ဝင်ဖြစ်ဖို့လမ်းစလို့သူကပြန်ပြောပြပါဗါးသူရဲ့စိတ်လန်းဆိုပြေးရေးလုပ်ငန်းတွေကိုဗိုလ်ချုပ်မှူးကြီးကတတိထားမိခဲ့တယ်လို့သူကဆက်ပြောပါဗျ။ဥသိညိုဟာဥသိဆိုင်အစိုးရလက်ထက်မှာနေပြည်တော်မျိုးတော်ဝင်ယာရုအပြင်တမရယုံဝင်ကြီးတရာရုကိုပါထမ်းဆောင်ခဲ့ပြီးနေပြည်တော်မှာဩဇာညောင်းသူတအူဖြစ်လာပါဗျ။သူကတမရယုံဝင်ကြီးတွေထဲမှာလည်းနာမည်သိမ့်မထွက်လာပါဘူး။ သူနဲ့နာမည်တူတဲ့သင်္ကန်းကျွတ်အမတ်ဦးသိန်းညွန့်ကိုပဲနိုင်ငံရေးလောကမှာလူသိများပါတယ်။နိုင်ငံရေးတွက်ကဲမှားသလားမှန်သလားပြည်သူ့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဝင်ဦးသိန်းညွန့်ဟာ2010ရွေးကောက်ပွဲမှာသူ့မွေးရဲ့အေယာဝတီတိုင်းမအူပင်မျိုးနယ်ကနေအနိုင်ရပါတယ်။သူ့မိဘတွေက ပြည်ကြီးတရုတ်တွေဖြစ်ပြီးအဲ့ဒီအကြောင်းပြချက်နဲ့2015ရွေးကောက်ပွဲမှာကန့်ကွက်ခံရပါသေးတယ်။ ဒီကန့်ကွက်မှုကိုရွေးကောက်ပွဲကော်မရှင်ကပယ်ရှားခဲ့ပေမဲ့ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်ကိုရှုံးနိမ့်ခဲ့ပါတယ်။ဦးသိန်းညွန့်ကသူ့မဲဆန္ဒနဲ့မအူပင်မှာဖွံ့ဖြိုးတက်တက်ရေးလုပ်ငန်းတွေလုပ်ခဲ့ပေမဲ့ NLD ကို သူ့မိတ်ဆွေဗိုလ်ချုပ်ဟောင်းနေနီးတူရှုံးနိမ့်ခဲ့တာကအော်စရာမကောင်းပါဘူး။အောင်စရာကောင်းတာကနေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တဲ့ဦးသိန်းညွန့်က နေပြည်တော်ကမဲဆန္ဒနယ်တွေမှာနေပြည်တော်ကောင်စီဝင်တွေကိုတက်သီးပုတ်ကလဝင်ပြိုင်ခိုင်းတဲ့လုပ်ရက်ဖြစ်ပါတယ်။ သူကရွေးကောက်ပွဲမှာစန့်ခိုင်ရေမနိုင်ဘူးထင်လို့သူ့လူတွေကိုတတိပုဂ္ဂလဝင်ပြန်ခိုင်းတာပေါ့လို့နေပြည်တော်ကစန့်ခိုင်ရေအမတ်ဟောင်းတဦးကသူ့အမြင်ကို BBC ကိုပြောပါတယ်။အဲဒီလိုရကြ2015ရွေးကောက်ပွဲမှာစန့်ခိုင်ရေကနေပြည်တော်မှာမဲကွဲကုန်တယ်လို့သူကပြောပါတယ်။အဲ့ဒါကတော့သူအကြီးကြီးမားတယ်လို့နေပြည်တော်ကစန့်ခိုင်ရင်အမကန်ပါတီဝင်ကပြောပါတယ်။ကိုတီတဲ့တုတ်တန်တို့ကိုပြန်သွားခြင်း နေပြည်တော်စစ်စေးရုံမှာကွဲလွန်သွားတဲ့ဦးသိန်းညွန့်ကိုစစ်ရုံတပ်ဖို့စီစဉ်ပေးလို့ဗိုလ်ချုပ်မှုကြီးမရောက်လိုင်းကိုကျေးဇူးတင်ကြောင်းမိသားစုကသတင်းစာမှာကြေညာပါတယ်။မိတ်ဆွေတွေကသတင်းစာတွေလူမှုကွန်ရက်စာမျက်နှာတွေကတဆင့်ဝန်နေကြောင်းရေးသားကြပါတယ်။သူ့မိတ်ဆွေဝင်ကြီးဟောင်းတို့ကတော့မတ်လ19ရက်ကနေပြည်တော်စစ်သည်ကြိုင်အထိလိုက်ပါပို့ဆောင်ပါတယ်။ တမရယုံဝင်ကြီးဟောင်းတွေဖြစ်တဲ့ဦးစိုးသိန်းနဲ့ဦးအောင်မင်းတို့အပါအဝဲနေပြည်တော်တိုင်းမှုလဲအတုပလိုက်ပို့တယ်လို့နိုင်ရေးလိုက်ပါပို့ဆောင်သူတဦးက BBC ကိုပြောပါတယ်။သူဒီတုတ်တန်ဆောက်လုပ်တော့ကသူသေးရင်ဒီမှာပဲမြောက်ရမယ်လို့စဉ်းစားမိခဲ့ရဲ့လားတော့မသိဘူး။အခုတော့သူဆောက်လုပ်တဲ့တုတ်တန်မှာသူ့ကိုပြတ်မြုပ်လိုက်တာပဲ။တရားသဘောပေါ်လို့နိုင်ရေးလိုက်ပါပို့ဆောင်သူအမတ်ဟောင်းကပြောပါတယ်။မြေရဥမင်းနေရှိခဲ့သလား။ နေပြည်တော်ကိုတိဆောက်တဲ့အရှိန်ကမြေအားဥမင်လှိုင်ကောင်းတွေပါတခါတည်းဆောက်လုပ်ခဲ့တဲ့ဆိုပြီးတည်င်းနေကြဲကြဲပြန်ပြန်ထွက်ခဲ့ပါတယ်။မြောက်ကိုရီးယားကျွမ်းကျင်သူတွေအခုအညီနဲ့တိဆောက်ခဲ့တာလို့လဲ2009ခုနှစ်ကမီဒီယာတည်င်းတချို့မှဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဥမင်လှိုင်ကောင်းတွေအကြောင်းနောက်ပိုင်းမှာဘာမှမကြားရတော့တယ်လို့ NLD အစိုးရတာဝန်ယူခဲ့တဲ့2016-2020ကာလအတွင်းမှာလဲဒီအကြောင်းထုတ်ဖော်တာမတွေ့ခဲ့ရပါဘူး။တကယ်တမ်းတိဆောက်မှုတွေလုပ်ခဲ့တဲ့ဆိုရင် အတွင်းကြကြသိရှိနိုင်သူတအူးဖြစ်တဲ့ဦးသိန်းညွန်ကတော့အဲ့ဒီတီထားချက်တွေနဲ့အတူထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးတင်ညွန်ရေးသားတဲ့ဦးတန်းရွှေရေဒရာများစာအုပ်ထဲကဦးတန်းရွှေနေပြည်တော်ကိုပြောင်းရွှေ့ရတဲ့အကြောင်းအရင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံလူပောင်အဖွဲ့အစည်းအတွေ့ဘီရင်ယုတ်ချင်းမှာနိုင်ငံကိုအုပ်ချုပ်မိခေါင်းဆောင်များအတွင်၌ပင် ခေအဆက်ဆက်ထွန်းကားခဲ့ကြောင်းတွေ့ရပါသည်မြန်မာနိုင်ငံတွင်အုပ်ဆိုးခဲ့သောမင်းအပေါင်းသည်လည်းထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည်ဆိုစေဟိန္ဒူတို့၏နခပေရာဆာယာဂျိုစည်းဂျုံနင်းတို့ကိုယုံကြည်ခဲ့ရုံမကဗြမနာပုံနာတို့၏ဟောကြားညွှန်ကြားချက်များအတိုင်းတိုင်းပြည်ကို အစီအရင်အဆောင်ရေဒီယာများဖြင့်အုပ်ချုပ်ခဲ့ကြောင်းလည်းတွေ့ရသည်မြမမင်းဆက်များအတွင် ပုံနာဖြူပုံနာညို့စသူတို့သည်မြမနန်းတွင်၌ အရေးပါအရာရောက်ကဖုံးမိနေလာ တောက်ပခဲ့သူများဖြစ်ခဲ့ကြသည်မြမပထမစစ်ကောင်းဆောင်ဝူကျုံနေဝင်လက်ထက်ကလေးကအလောက်ကစစ်သားထူထောင်သည့်စနစ်ကဆိုရှယ်လက်ကိုကွယ်ယုံကြည်မှုကဘေးဒီနှင့်ရေဒီယာဆိုသလိုဖြစ်နေသည် သူ့အဆောင်ခန်းမှာကိုဖြစ်ပြီး ကိုနှင့်ပတ်သက်၍အလွန်အယူသီးသူလည်းဖြစ်သည်ဘာလို့လို့ကိုကနန်းနှင့်တိုက်ဆိုင်အောင်လဲလုပ်တတ်သည်တိုင်းပြည်ကိုဒုတိယအကြိမ်အာဏာပြန်သိမ်းနိုင်ရေးအတွက် အကြံပေးသည့်ရက်ဒီပဲစက်တင်ဘာလ18ရက်ဖြစ်နေသည်ကိုသိနိုင်ပါသည်စစ်ကောင်းဆောင်များလက်ထက်တွင်ဗေဒင်ဆရာများအကြံပြရာ ပုံကိုများနေရာရကြသည် နိုင်ငံတော်အတွက်အခါပေးရေရယာပေးနေကောင်းနေမြတ်ရွေးရအတွက်ဗေဒင်နတ်ခဆရာများကိုပဲအဖွဲအစည်းတစ်ခုအနေဖြင့်တရားဝင်ထူထောင်ဖွဲ့စည်းခွင့်ပေးထားခဲ့ကြောင်းတွေ့ရသည်မြန်မာနိုင်ငံတွင်စစ်ကောင်းဆောင်တအူးလည်းဖြစ် ဝင်ကြီးချုပ်အဆင့်လောက်လည်းရှိခဲ့သော ဘိုးချုပ်ခင်ညွန့်၏အခါတော်ပေးပေရင်စရာမှာဘိုးတော်တန်လာဖြစ်သည်သို့သော2004ခုနှစ်တွင်မင်းစရာဘိုးတော်တန်လာသည်မိမိကိုမြောက်စားထားသည့်ဘိုးချုပ်ခင်ညွန့်အရာကြမည်ကိုကြိုတင်မှန်းဆတွက်ဆနိုင်ခဲ့ခြင်းမရှိခဲ့သောကြောင့်နေရင်အကြက်ကျုပ်ဘဝဖြစ်ဆံမြန်းခဲ့ရယုံသာမကသူလည်းလွင့်ထွက်သွားခဲ့ရသည်ဘိုးချုပ်မူကြီးတန်းရွှေသည်မိမိကိုမိမိရှေးမင်းတပါးဝင်စားသူဟုထင်နေပြီးဇနီးဖြစ်သူတော်ကြံကြ၏ ဘေဒင်ယရိယာအစီရင်များကြားတွင်တိုက်ပြည်ကို အုပ်ချုပ်နေသည်ဟုပြောဆက်မှတ်ပြုခြင်းခံရသူဖြစ်သည်2005အော်ဂိုလာ26ရက်နေ့28ရက်နေ့များတွင် အင်္ဂါဂျိုသည်ကဘာနှင့်အနီးဆက်သောကြားရောက်သည့်ကာလဖြစ်သည် နိုင်ငံတော်ကခန့်ထားသည့်ဘေဒင်ဆရာများကဝေချုပ်မှုကြီးတန်းရွှေအားရုတ်တရက်ကပ်ပေးကြီးတစ်ခုကြားရောက်နိုင်ကြောင်းမိမိအာနာကိုလူယူမိသူပေါ်ပေါက်လာနိုင်ကြောင်းဟောကြားကြသည် ထိုအနေရေကိုမိတို့ကြော်လွားရမည်နည်းဟုမေးမြန်းခဲ့ရတွင်ဘီရင်ဆရာများကရေရရာရှည်ရန်ပြောကြသည်အဆိုပါကောလာဟာလာသည်စစ်ကောင်းဆောင်များအတွင်ပြန်သွားသလိုအရက်ဖက်ကပါတစွန်းတဆကြားရသောကြောင့်ချွေစည်းများလှုပ်ခတ်သွားပြီးထုတ်ရောင်းသူရောင်းဖြစ်ကုန်ကြသည်အမှန်မှာနိုင်ငံရေးကိုလှုပ်ခတ်လိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုးဆက်မှာချွေများထုတ်ရောင်းခြင်းဖြစ်ပြီးရေရရာအစီအရင်တိုင်းလှုပ်ဆောင်လိုက်ခြင်းလည်းဖြစ်သည် ။စုဆောင်ထားသည့်ရွှေများကို ထုတ်ရောင်းလိုက်သောကြောင့်တန်းနှင်းရှိပြီးရွှေရောင်းထွက်သွားပြီဆိုသည့်အဖြစ်မျိုးပေါ်ပေါက်လာစေရန်ဆောင်ရွက်လိုက်ရှင်းလည်းဖြစ်သည်။ရင်းစကားကို အတူကောက်ယူလင်းတန်းရွှေထွက်ဆိုသည့်သဘောတရားသည်ထို့ကြောင့်ဘုကြုံမူကြီးတန်းရွှေအပေါ်ကြောက်ရွံ့နေသည့်မကောင်းမှုများဘေးဆိုးများထွက်သွားပြီဟုယူဆပြီးရေဒီယာအစီအရင်လောက်ခဲ့ခြင်းသာဖြစ်သည်2005တွင် အနေရကင်းရေဒီယာရှည်ခြင်းသည်ဤတွင်ရပ်မသွားပြီ အခပေးပေးတဲ့ဆရာများကရန်ကုန်ကမထွက်လဲအစိုးရပြုတ်ကျလိမ့်မည်ဆိုတော့ကြနေပြည်တော်တို့ပါပြောင်းရွှေ့ခြင်းကို အပူတပြင်းဆောင်ရွက်ခဲ့ရသည်ထိုနှစ်တွင် ဖေဖော်ဝါရီလနှင့်ဧပြီလများသည်သူအတွက်ကံကြမ္မာသည့်အနိုင်ဆုံးဖြစ်နေပြီး အကြကိုရောက်နေတော့ကြဗီဒင်ဆရာများပြောထားသည့်အတိုင်းနေပြည်တော်ကိုပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်ဟုလည်းဆိုကြသည်တိုက်ဆိုင်သည်ဟုဆိုရမည်လားမသိဘူး 2004ဒီဇင်ဘာလတွင်ဖြစ်ပျက်ခဲ့သည့်ငလင်ကလည်းသူ့အတွက်သတိထားစရာဖြစ်သွားခဲ့ရသည်။ငလင်တန်းကြောင့်ရွာ29ရွာအင်ဂျင်600ခန်းပျက်စီးသွားပြီးလူပေါင်း3460ခန်းအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။တနင်္သာရီရန်ကုန်ပဲခူးအီယာဝတီနှင့်ရခိုင်ဒေသများတွင်အပြက်အစီအဆုံးရှုံးများခဲ့ရသည်။ယာဝဒီတိုင်းအတွင်းရှိမော်တင်စွန်ဖျားသည်ငလင်ကြောင့်အကြီးအကျယ်ပျက်စီးသွားခဲ့ရပြီ ထိုအရှိန်သည်နတော်လားပြည့်နှင့်ဖျားပွဲနှင့်လည်းတိုက်ဆိုင်နေသောကြောင့်ဗုဒ္ဓအယူဖြစ်ကြည်လင်လဲကံစိုးမှုမောင်ကြလာနိုင်သည့်နမိတ်ကိုပြလိုက်ရှင်ဟုယူဆနေကြသည်မြမပေတင်နှင့်အကြအမြင်ဆရာတွေလည်းအလုံးရှုပ်ကုန်သည်ငလိလှုပ်ရှင်းနှင့်လားပြည့်ရက်ကတိုက်ဆိုင်နေရောမကဆူမာထရာငလင်သည် နိုင်ငံရေးအရာ အပြောင်းအလဲတစ်ခုခုဖြစ်တော်မည်ဟုတွက်ချက်မိကြလေတော့သည် တနည်းပြောရလဲငလင်နမိတ်တွေမင်းပြောင်းမင်းလွဲနဲ့တက်ဆိုင်လေးပြီဆိုတော့အယူအဆများပြန့်နှံ့နေတော့သည်2005ခုနှစ်တည်းစစ်ကောင်းဆောင်တို့အဖို့တရေရှင်ရေးတမျှအရေးကြီးသည့်အချိန်ကာလဟုလဲဆိုနိုင်သည်တနည်းပြောရလဲပေါ်ထွက်နေသည့်ကောလာဟာလာများအတိုင်းဖြစ်မသွားဘဲအချိန်နေအရရက်ကိုထိန်းနိုင်ရန်သူတို့အတွက်ပိုပြီးအရေးကြီးသည့်ကာလဟုလဲဆိုနိုင်သည် အတိတ်ကိုပြန်စီလင်1930ပြည့်နှစ်ကလည်းဘကိုးငလင်ကြောင့်ရန်ကုန်မှာအဖျားခတ်ကအကြီးအကျယ်ပျက်စီးခဲ့ရဖို့သည်ယာနှစ်ရှိတိတ်ဆုံးခဲ့ရသောငလင်ကြီးဖြစ်သည်ထို့အချိန်တည်းအင်္ဂလိပ်အစိုးရအုပ်ချုပ်နေသည့်ကာလဖြစ်ပြီးစူပိုအုံကြွားမှုများအတော်မတတ်ပေါ်ပေါက်လာခဲ့ရဖို့သည်1985တွင် အလွန်ပြင်းထန်သောငလင်ကြီးတစ်ကြိမ်ထပ်မံလှုပ်ခဲ့ပြန်သည်မြမရှေဟောင်းအမွေအနှစ်ပကံဖျားများပြိုကျပျက်စီးခဲ့ရသည် ထိုနှစ်ကစတင်ပြီးမြန်မာနိုင်ငံတွင်အလုတ္တမားနှင့်ចောင်းသားများ၏စူပူအောင်ကြွမှုများမရမနာဖြစ်ခဲ့သည်1988ဩဂုတ်လတွင်ရစ်ရှာတာစကေ6.8အဆင့်ရှိငလင်ကြီးတစ်ခုလှုပ်ခဲ့ပြန်သည်ရင်းငလင်သည်အိန္ဒိယမြန်မာနယ်စပ်တွင်ဗဟိုဖြူကလှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်ထိုနှစ်တွင်မြန်မာနိုင်ငံကို26နှစ်တာစိုးမိုးအုပ်ချုပ်ခဲ့သည့်စစ်အစိုးရပြုတ်ကျခဲ့ရသည် တို့ဖြစ်ရာမြန်မာနိုင်ငံနှင့်ငလင်သည်မင်းပြောင်မင်းလွဲစူပူအောင်ကြွားမှုများနှင့်ဆက်ဆက်နေသောကြောင့်အာနာကိုလလွတ်ရမည်ကိုကြောက်သောစစ်အစိုးရကောင်းဆောင်အဖို့အတုံးလုံးဆုံးကာလဟုလည်းဆိုရမည်ဖြစ်သည်အခါတော်ပေးနှင့်ဘေးဒင်းစရာတို့၏အကြံပေးချက်နှင့်အညီနေပြည်တော်ကိုပြောင်းရွှေ့ခဲ့သည့်ဆိုရာတွင်လည်းစနေတကြအကွက်ရှာကထွက်ခွာခဲ့ကြောင်းတွေ့ရသည်ဘေးရင်ကအခါပေးသည့်အချိန်မှာနိုဝင်ဘာ6ရက်နေ့နနက်6:38မိနစ်ဖြစ်သည် နဝင်ဘာလ17ရက်နေ့တွင်ဝင်ကြီးဌာန17ခုသည်နေ့လယ်17:00တတိအချိန်၌စတင်ပြောင်းရွှေ့ကြရသည်17ရက်17လပိုင်း17:00အချိန်ဝင်ကြီးဌာန17ခုပြောင်းရွှေ့သည်ဟုယူနိုင်ပါသည်ဘ ෝජ ုံမူကြီးတန်းရွှေဤကံကောင်းသောနံပါတ်မှာရှောက်ဖြစ်ပါသည်ထို့သောနေပြည်တော်အတွက်ကံကောင်းခြင်းနံပါတ်မှာ17ဖြစ်သည်တမရ17ရက်နေ့တွင် တမ17က ကအစီထောင်းတရာဖြင့်ရွှေပြောင်းချင်းကိုထပ်မံအားဖြစ်ပေးလိုက်ပါသေးသည်။ထိုများတိုက်ဆိုင်လွန်သည်ကအဆောင်အယောင်အစီအရင်မဟုတ်ဟုမြန်မာနိုင်ငံသားများကိုမြည်တို့ရှင်းပြသည်ဆိုစေယုံကြည်ကြမည်တော့မထင်ပေ။ထို့ပြင်မြန်မာနိုင်ငံစစ်ကောင်းဆောင်များသည်အနောက်တိုင်းနှင့်အနောက်ကိုလိုနီနယ်ရှယ်စနစ်ကိုအလွန်ကြောက်ကြသူများဖြစ်ကြသည်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတလျှောက်လောအနောက်တိုင်းရင်ကျေးမှုဒလေထုံးစံအတွေ့အခေါ်များဖုံးလွှမ်းမိကိုစိုးရိမ်တော့ကြတကားပိတ်ဝါဒကိုကျင့်သုံးခဲ့ကြောင်းလဲတွေ့ရပါသည် အလားတူစစ်ကောင်းဆောင်အသည့်များကလည်းကိုလိုနီနယ်ချက်ဝါဒအသည့်မြန်မာနိုင်ငံစိုးမိုးသွားမိကိုအလွန်စိုးရိမ်ခဲ့ခြင်းမှာစစ်အာဏာမတည်မြဲမှုကိုကြောက်ရွံ့ခြင်းအပြင်ဒီမိုကရေစီဆိုသည်ကိုပါ ထိတ်လန့်နေတော့ကြောင်းလဲဖြစ်သည်ရန်ကုန်တွင်ကိုလိုနီအနှံ့အသက်များအရင်များလွှမ်းမိုးခြင်းခံထားရသောမြို့တစ်မြို့ဖြစ်နေသည် တို့ဖြစ်ရာထိဆက်နန်းဟန်ပေါက်နေစေသော နေပြည်တော်ကြီးကိုစိတ်ကြိုက်တူထောင်ပြီးလမ်းအမည်ရက်ွက်အမည်များကအစရှေးဆန်ဆန်မဲ့ခေါ်ခဲ့ခြင်းမှာမင်းနေပြည်တော်တစ်ကိုစစ်ပရင်ခေတွင်ထူထောင်နိုင်ခဲ့ကြောင်းတမိုင်းတွင်စတင်ရစ်စေရန်ဟုလဲဆိုနိုင်သည်ညီတို့ဆိုစေရှေးမင်းများကွဲလွန်သွားသောကြောင့်ဝင်စားသည့်ဆိုသောဗေဒင်စရာတို့ဤမြောက်လုံးများကြားတွင် KSSS ရင်မူးခဲ့ကြသောမြန်မာမင်းများကဲ့သို့ခစ်တဲ့မင်းတရားကြီးကလည်းမိမိအုပ်ချုပ်မင်းလောက်ရစဉ်ကာလတွင် နန်းတီမျိုးစံမင်းပွဲခံကဗျူဟာများအုပ်ချုပ်နိုင်သည့်နေရာတနေရာကိုထူထောင်သွားခဲ့ခြင်းကအထင်အရှားဖြစ်တော်သည်နေပြည်တော်ကြီးသို့ပြောင်းရွှေ့ပြီးနှင့်အနေငယ်ကြသည့်အထိနိုင်ငံသားများကိုပြည်တော်တဲသို့ဝင်ခွင့်မပြုခဲ့သေးပေ။